ပေါ့အေးလောကလူတွေဟာမအိပ်ရလို့အိပ်ဆေးတောက်ရတဲ့ပုံကိုယ်တွေရောမရှိဘူးလားအေးစိတ်ငြိမ်သေးဆိုပြီးတော့တောက်နေရနှလုံးသားအပူတွေအကြောင်းမလို့တညာလုံးအိပ်မပြောဘူးတဲ့တောကတွေဖြစ်နေလို့တညာလုံးအိပ်မပြောဘူးတဲ့အဲ့ဒီအပူတွေအကြောင်းအိပ်မရလို့အိပ်ဆေးတောက်ပြီးတော့အိပ်ကြနေရတယ်ဒါဟာတကယ်အဖြေမဟုတ်ဘူးတကယ်အိပ်ဆေးကတော့ရသော်ဘုရားရဲ့တရားတော်ဟာဖြစ်တယ် ဘယ်ချိန်ဒီတရားတော်ကိုလိုက်နာကျင့်ကြံကြိုးကုပ်အထောက်မယ်ဆိုရင်လောဘတွေရှော့ချနိုင်မယ်ဒေါသတွေရှော့ချနိုင်မယ်မောဟတွေရှော့ချနိုင်မယ်နောက်ဆုံးလောဘဒေါသမောဟတွေကင်းပြီးတော့နှလုံးသားရဲ့ပူလောင်မှုတွေအကုန်ကင်းသွားရင်ဘယ်နေရာမှာပါနေနေစိတ်နှလုံးဟာအေးချမ်းနေမှာပဲဖြစ်နေတယ်။ဒါကြောင့်မို့တရားချက်ကသုရစင်ပြိဿပေါင်းတော်တွေ တို့တွေဟာစိတ်နှလုံးအေးချမ်းသာယာမှုရှိမှသာလေချမ်းသာစွာအိပ်စက်ရတဲ့ဆိုတဲ့အဓိပ္ပာယ်ကိုအပြည့်အဝရကြမှာဖြစ်တယ်။တမန်အားဖြင့်ကြည့်ပြီးတော့တို့တွေဟာချမ်းသာစွာအိပ်စက်ရတယ်လို့ဖြေလို့ရှိရင်မပြည့်စုံတဲ့စကားမျိုးသာဖြစ်တယ်ဟုတ်။အေးအဲ့ဒါလို့သဘောကျပြီးတော့တို့တွေဘာလို့ ਆ မလဲချမ်းချမ်းသာသာအိပ်စက်ရခြင်းရဲ့အဓိပ္ပာယ်ပြည့်စုံအောင်ဘာလို့ ਆ မလဲ။ နှလုံးသားကိုပူလောင်စေတတ်တဲ့ราคะတွေဖယ်ရှားဖို့ကြိုးစားရမယ်ဒေါသတွေဖယ်ရှားနိုင်အောင်ကြိုးစားရမယ်မောဟတွေဖယ်ရှားနိုင်အောင်ကြိုးစားရမယ်ကဲကြိုးစားပြီဆိုတဲ့အခါမှာราคะဖယ်ရှားအောင်ဘာနဲ့ကြိုးစားမလဲราคะကိုဖယ်ရှားဖို့ရတဲ့နံပါတ်1ကဘုန်းကြီးတို့တွေราคะဟာဘာကြောင့်ဖြစ်နေသလဲလို့ဆိုရင်တင့်တယ်မှုလို့စိတ်ကအာယုံပြုတ်နေသည့်အတွက်ကြောင့်သူကနမိတ်ကိုအာယုံပြုတ်ထားသည့်အတွက်ကြောင့် ရာဂဟာတိုးတဲ့တိုးလာတာဖြစ်တယ်။ဒါကြောင့်မို့လို့မတင်တယ်ဘူးဆိုတော့အတုပကမ္မထံအေးဗမာစကားထဲမှာအတုပလို့ဆိုလို့ရှိရင်မတာသွားသွားတတိယနေတာမျိုးဖြစ်တတ်တယ်နော်။အဲ့ဒါကို ပြောတာမဟုတ်ဘူးအတုပကမ္မထံဆိုတာမိမိတို့အသက်ရှင်လျက်ဖြစ်တော်လဲခန္ဓာကိုယ်မှာတင့်တယ်မှု မရှိတာတွေကိုစဉ်ကျင်စဉ်းစားတတ်ရမယ်။ရွှန်ရှားဝယ်သဘောတွေကိုစဉ်ကျင်စဉ်းစားတတ်ရမယ်။ ဘယ်လိုစဉ်းကျင်စဉ်းစားတတ်မလဲဆိုရင်ကြည်လေကိုယ်ခန္ဓာကိုယ်မှာမတင့်တယ်ဘူးယွန်းစပွဲဆိုတာဟာအလွယ်လေးနဲ့စဉ်းစားလို့ရတယ်ကိုယ့်ကိုယ်ကိုဟုတ်လားတလားနှစ်လားရေမချိုးမျက်နှာမသိပဲနေချီပေါ့ငွေ့ကြိုင်တဲ့အနတ်နေထွက်လာမလားနန်းစော်တဲ့အနတ်နေထွက်လာမလားစဉ်းစားကြည့်ပေါ့ခန္ဓာကိုယ်ရဲ့သဘာဝတကယ်တော့လှပတက်တဲ့တာမဟုတ်ဘူးအပြင်ကဝဆဆင်းတာတို့ဖိလိမ့်တာတို့ဒါတွေကြောင့်မို့လို့ လူတွေဟာလူကြားထဲမှာဝင်လို့ရတယ်เนาะအေးအဲ့ဒါလို့မတည့်မတည့်ရွံစပွဲသဘောတွေကိုဆင်ញင်စဉ်းစားခြင်းဖြင့်အတုပတင်ညာကိုနှလုံးသွင်းခြင်းဖြင့်ราကကိုဖယ်ရှားနိုင်တယ်တဲ့ราကကိုရှော့